ဲဒါဆိုလို့ရှိရင်တော့အော်ဇီကညီမလေးဟောင်ရဲ့ဒီနေ့ရဲ့ knowledge ဘာတွေပြောမလဲဆိုတာကိုလည်းကြားချင်ပါတယ်လို့ဟုတ်ကဲ့ပါကျမကိုအချိန်ပေးတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်လို့ကျမကတော့အခုတလုံးမှာကျမခံစားနေရတဲ့အရာလေးနဲ့ကျမလှုပ်ဆောင်နေတဲ့အရာလေးတခု sharing လုပ်ချင်ပါတယ်လို့အဲ့ဒါကတော့ habit ပေါ့နော်အကျင့်တစ်ခုပေါ့ ခြင်းတစ်ခုကျမတို့အာလူတိုင်းကတော့ကောင်းတဲ့အရာတွေဆိုတာတော့လူတိုင်းကတော့သိတယ်ဒါပေမဲ့အာလှုပ်ဖို့ဆိုတာကမလွယ်ကူဘူးလေနော်အာကျမဆိုလို့ရှိရင်လည်းအခုမနှက်ထတယ်စစောထတယ်ဆိုတဲ့အရာကတော့လူတိုင်းကတော့ စစထိုင်ကောင်းနေဆိုတဲ့အရာလူတိုင်းသိကြတယ်ဒါပေမဲ့လို့တိတ်ပြီးတော့မထနိုင်ကြဘူးလေနော်အဲ့လိုပဲကျမတို့ငငယ်တော့ဆိုလို့ရှင်လက်အမီဒီမိဘတွေဆိုလို့ရှင်ပြောတယ်လေမနှက်စစထပြီးတော့စာချက်တဲ့အရာကပို့ပြီးတော့မှတ်မိလွယ်တယ်အာညနှစ်ထိမနေနဲ့မနှက်မှာစစထပြီးစာချက်ပါဆိုပြီးကျမတို့ငငယ်လေးကတည်းကအဲ့လိုမျိုးကြီးကြားနေခဲ့ရတာဗောနော်အဲ့လိုပဲကျမတို့ဒီ ြီးလာတဲ့အခါမှာလည်းမနှက်စောစောထပြီးတော့လှုပ်ဆောင်စရာရှိတဲ့အရာတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တနေ့လုံးအတွက်အာအကောင်းဆုံး energy တွေရရှိတယ်ပြီးတော့အာ အတွေးခေါ်တွေမှာအစပေါ့နော်တနေ့လုံးအတွက်အကောင်းဆုံးကိုတွေးခေါ်နိုင်နေဆိုတဲ့အရာကိုကျမလည်းအခုလက်တလုံးမှာကျမအဲ့ဒါကိုကျမစာအုပ်လေးဖတ်ခြင်းအဖြစ်ကျမလည်းအစ်စ်ပေါ့နော်ပြန်ပြီးမှခွန်အားရလို့ကျမလည်းအဲ့ဒါကိုလိုက်ရှောင်နေတာပေါ့နော်လိုက်ရှောင်နေတဲ့အချိန်မှာကျမ sharing တစ်ခုလုပ်ချင်တာကတော့အာဒီမနက်စောစောထတဲ့အရာက အရန်ကိုကောင်းနေဆိုတဲ့အရာပေါ့နော်အာအဲ့ဒါလေးကတော့ဒီအချင်းတစ်ခုလုပ်မယ်ဆိုလို့ရှင်တော့ပေါ့နော်ကျမတို့ဒီတိုင်းပဲ အာလုတ်ချင်တဲ့ချိန်ထားလုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီအကျင့်ကတော့အာရီရှိလုတ်ဖြစ်မှာလည်းမဟုတ်ဘလောက်ကောင်းတဲ့အရာပဲဖြစ်ပါစေပေါ့နော်မလုတ်ဖြစ်နိုင်ဘူးဆိုတဲ့အခါကျတော့တခုခုကျမတို့လုတ်မယ်ဆိုလို့ရှိရင်တော့ plan လေးချပြီးတော့အာလုတ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ထိရောက်တယ်အာပြီးတော့အာပို့ပြီးလဲပေါ့နော် reset ရရှိရရရရှိနိုင်တယ်ပေါ့နော်ဒီတိုင်းမဲ့ကိုကလုတ်ချင်တဲ့ချိန်လုတ်မယ်အမ်စိတ်ကူမပေါက်တဲ့ချိန်ကြလို့ရှိရင်မလုတ်ဘူးအဲဆိုတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ကိုကဘလောက်ပဲလုတ်နေအောင်ဆို လုံးနေအောင်မစီပေါ့နော်ကျမတို့ရရှိမဲ့ reset ကရရှိမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့အာအခုဆိုလို့ရှိရင်ကျမဖတ်နေတဲ့စာအုပ်လေးတစ်ခုอ่ะဆိုလို့ရှိရင်ဒီမှာ habit တစ်ခုပြောင်းလဲဖို့ဆိုလို့ရှိရင်ね66ရက်ကြာတယ်တဲ့ဆိုတဲ့ခါကျတော့အော်66ရက်ဆိုတော့မနေဘူးပေါ့နော်နှစ်လနှစ်လနီးပါးလောက်ပေါ့နော်ကြာမှာပေါ့နော်ဆိုတော့ အဲ့တော့မသူကပြောတာဟုတ်တယ်ပထမဦးဆုံးမှာတော့ကျမတို့ကအာ distraction ပေါ့နော်ကျမတို့ဒီအကျင့်ဟောင်းတွေကိုတိုက်ဖြတ်ဖို့အတွက် distraction ဆိုတဲ့ဥစ္စာလေးကိုကျမတို့က22ရက်ကြာတယ်တဲ့ဆိုတော့ကျမတို့ရဲ့အကျင့်ဟောင်းတွေကိုကျမတို့က22ရက်လောက်အာဘယ်လိုပြောမလဲလုံနေကြအရာတွေကိုကျမတို့ကတိုက်ဖြတ်ပြီးချိုးဖြတ်ပြီးတော့အာအတစ်ကိုကျမတို့လုံမဲ့ဟာက22ရက်လောက်ကျမတို့စူးစမ်းပြီးတော့လောက်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီ22ရက်လောက်လုတ်ပြီးသွားလို့ရှိရင်နည်းနည်းလေးကျမတို့ကစင့်သားရလာတယ် အဲ့ဒါဆိုလို့ရှင်တော့ installation ကျမတို့ရဲ့ဒီ installation ပေါ့နော်အစ်စ်တက်စင်တဲ့အရာပေါ့အစ်စ်ပြုအစ်စ်ဘယ်လိုပြောမလဲအစ်စ်ပြုပြင်တဲ့အရာပြောအစ်စ်တက်စင်တာပေါ့နော် installation ဆိုတော့အဲ့လိုမျိုးပေါ့အစ်စ်တက်စင်တဲ့အရာမျိုးပေါ့နော်ဆိုတဲ့ခါကျတော့ကျမတို့အစ်စ်အရာလေးကိုကျမတို့လုံဆောင်တာ22ရက်လောက်ကြာတယ်အဲ့ဒါပြီးသွားတဲ့အခါကျတော့မှ integration ဆိုတဲ့ကျမတို့ပေါင်းစည်းပြီးကျမတို့အာ ဖြောက်ဖြောက်ကျွန်တော်တို့လုတ်ထားတဲ့အကျင်ဟောင်းတွေကနေကျွန်တော်တို့အစ်စ်ပြန်ပြောင်းနေအစ်စ်ပြောင်းတဲ့အရာကနေကျွန်တော်တို့ဒီမှာပေါင်းစည်းပြီးတော့လုတ်တဲ့အရာပေါ့နော်ကျွန်တော်တို့ရဲ့အာတကယ် reset ရအောင်လုတ်တဲ့အရာကတော့22ရက်ထိထက်ကြမှာဆိုတော့အလုံးပေါင်းရက်ပေါင်းက66ရက်ထိကြာတယ်လို့ကျွန်မက တွေ့ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဘာပဲဖြစ်စဉ်းစားကြည့်လိုက်မယ်ဆိုတော့66ရက်ဆိုတာနလကြော်ကြော်လောက်ကတော့ဘလောက်မှတော့မကြောက်ပေါ့နော်ဒါပေမဲ့လို့သေချာလေးတော့စနစ်တကျနေ့တိုင်းလုပ်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်လအတော်အတွင်းနှစ်လကြော်သွားလို့ရှိရင်တော့ကျမတို့တကယ်ပဲ result ကိုရရှိမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကအမ်တခုခုလုပ်မယ်ဆိုလို့ရှိရင်တကယ်ပဲ plan ချပြီးတော့တခုခုတကယ်ကိုလိုက်လုပ်ဖို့အဒီနေ့လုပ်မယ်အခဏနေကြလို့ရှိရင်ကျမအရန်စိတ်တကြွနေတဲ့အချိန်ကြလို့ရှိရင် လုတ်လိုက်တယ်အပြီးလို့ရှင်တော့အော်နောက်နေ့မှလုတ်လဲရပါတယ်လေဆိုပြီးမှကျမတို့မလုတ်ပဲနေတာဒီလည်းရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးဆိုလို့ရှင်ကျမတို့ reset ကမရနိုင်ဘူးပေါ့နော်အဲ့လိုပဲကျမတို့အလုံးမှာဆိုရင်လည်းအဲ့လိုပဲကျမတို့ပုံမှန်ဒီနေ့လုတ်ရမယ်ဒီနေ့မှ post ၃ခုတင်ရမယ်ဆိုတော့ဘလို့ပဲအခြေအနေဖြစ်နေပါစေ ကျမတို့စ조사ပြီးတော့ဒါလောက်ရမယ်အရာဖြစ်တယ်ပေါ့နော်အကိဒါအော်နောက်နေ့မှဆက်လုပ်မယ်ဆိုလို့ရှိရင်နောက်နေ့နောက်နေ့ရွေ့ရင်ရွေ့ရင်ねကျမတို့ကဒီလိုပဲတစ်ခါလောက်ရွေ့ပြီးသွားလို့ရှိရင်နောက်တစ်ခါထပ်ရွေ့ဖို့ကလွယ်သွားတယ်လीเนาะဒါကတော့လူတိုင်းလဲကြုံမှုကြမှာပဲလေအဲ့တော့ဘာပဲဖြစ်ကိုကတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်เนาะအဲ့ဒီအကျင့်လေးကိုဆွဆွမြဲမြဲလေးနဲ့လုပ်တဲ့အခါမှသာကျမတို့ကအာ result တွေကောင်းကောင်းရရှိမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ဘဝကိုပြောင်းလဲခြင်းနဲ့တိုးတက်မှုတွေတကယ်အမှန်တကယ်ရရှိခြင်းနဲ့ဆိုလို့ရှိရင်เนาะအာကျမတို့စူးစမ်းပြီးတော့လုပ်ကြည့်ပါအာ၂လကြာကြာ၃လပေါ့နော်၃လဆိုလို့ရှိရင်တော့တကယ်ပဲ90ရက်90လောက်ဆိုလို့ရှိရင်เนาะတကယ်ပဲကိုယ့်အတွက် result ကောင်းကိုရရှိမှာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ကျမလည်းစူးစမ်းနေတယ်ရက်90တော့မပြည့်သေးဘူးပေါ့နော်စူးစမ်းနေတယ်ဒါပေမဲ့လို့ဒီစူးစမ်းနေတဲ့အချိန်အချိန်တော့အတွက်မှာလည်းပေါ့နော်ကျမရဲ့အာပြောင်းလဲမှုကိုကိုကိုပေါ့ဘယ်သူမှတော့မသိပေမဲ့ကို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  အာခံစားရတဲ့အခါကိုကိုကိုလည်းကျင့်တတ်တယ်အော်ဒီလောက်ထိငါလုံလိုက်တာပါလားဗောနော်ကျွန်မမနက်ဆိုကျွန်မမနက်ဆိုလို့ရှိရင် morning routine မှာကျွန်မအမ်ကောင်းကောင်းလေးပေါ့နော်ကျမဘိုင်ဘယ်ကိုလည်းဖတ်တဲ့ခါမှာလည်းကျမ proof အနေနဲ့ကျမ Facebook မှာမနက်တိုင်းကို morning devotion ဆိုပြီးကျမကိုကျမ proof ပေါ့နော်ဖြည့်ရအောင်ဆိုမနက်တိုင်းကို morning devotion ကျမတင်လေးရှိတယ်အဲ့ဒါလေးတော်တော်လေးကြာလာခဲ့ပြီဆိုတော့နှစ်လကျော်လောက်ရှိလာပြီဆိုတော့ကျမဘာဖြစ်ကိုအတွက် ကိုယ့်ရဲ့အတ္တတယုံကြည်သူတယောက်အနေနဲ့လည်းတိဆောက်เสียဖြစ်တယ်သူများကလည်းကိုယ့်ကိုမြင်တဲ့အခါမှာလည်းဘာပဲဖြစ်ဖြစ်အနေနဲ့များကျမဖတ်လိုက်တဲ့ဒီကျမ်းပိုက်လေးတစ်ပိုက်အားဖြင့်သူတစ်ပါးအတွက်လည်းခွန်အားရစေမယ်ဆိုတော့ကျမအတွက်လည်းယုံကြည်သူအတွက်လည်းပေါ့နော်ကောင်းချီးဖြစ်စေတဲ့အပြင်အကျမရဲ့အချင်းလေးတစ်ခုအားဖြင့်လည်းသူများအတွက်တိဆောက်เสียဖြစ်စေဖို့အတွက်ကျမလည်းကြိုးစားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကျမလူပဲပေါ့နော်ဘဝကိုတိုးတက်ခြင်းနဲ့လူအောင်မြင်ခြင်းနဲ့လူဆိုလို့ရှိရင်တော့ ောင်းတဲ့အရာလေးတွေကိုတော့စူးစမ်းပြီးတော့လှုပ်ဆောင်ကြည့်ဖို့မိတ်ဆွေတို့ကိုခွန်အားပေးချင်ပါတယ်လို့ thank you ပါကျေးဇူးတင်နေရမယ်ကောင်းတယ်နော်လူကလေကောင်းတဲ့အရာဆိုလို့ရှင်တော့လေတိဆောက်မှုအတွက်တော်တော်လေးအချိန်ပေးရတယ်စူးစမ်းရတယ်နော်ဟိုကောင်းတဲ့အရာဖြစ်လာတော့မယ်ဆိုလို့ရှင်လေနော်အမြဲတမ်းအနောက်ရှက်ကရှိတဲ့အခါမှာကြာလို့ရှင်ပြန်ပြန်ပြီးတော့မှလဲကျတတ်တယ်အဲဆိုရုံးစကားမြန်မာပြည်မှာနေတယ်ဆိုလို့ရှင်တော့ပြောဘူးတာအဲရှိတယ်ပေါ့နော်ပြောဘူးတာကြားဘူးတာလူတိုင်းလဲပြောကြတာဖြစ်တယ်ဆိုတော့ တော့တရက်နေ့ကကျတော့ညူရဖြစ်တယ်ဆိုတော့အာဒါလုံးမယ်ဒီတနစ်တာလုံးမအာစိတ်သက်တည်တာအာအရင်တက်ကြွပြီးတော့မှစီမံကိန်းတွေရေလေချလိုက်တာတရက်နေ့ရက်၃ရက်၄ရက်ရေမဲလေးရောက်ရောဘာဆိုတော့လွတ်လပ်ရင်းနေဖြစ်တဲ့အခါလွတ်လပ်ရင်းနေအတူပဲအဲ့ဒီရဲ့ဆုံးဖြတ်ချက်တွေကအကုန်လုံးကလွတ်လွတ်လပ်ဖြစ်သွားပြီးတော့မှဘောနော်ဆိုတော့အဲ့လိုမျိုးပဲအဲ့ဘာလဲပြောမလဲကိုကအရန်ပြီးတော့မှအသက်တဲ့အရာလေးလည်းပျောက်သွားတယ်ဆိုတဲ့အရာလေးတွေကျမတို့ပြောတတ်တယ်ဘောနော်ဆိုတော့ဘာပဲဖြစ်ဖြစ် တောင်းတဲ့အကျင့်ကတော့ကျမတို့ကြိုးစားပြီးတော့မှတိဆောက်မယ်ဆိုလို့ရှိရင်လည်းမရစရာတော့အကြောင်းတော့မရှိပါဘူး။အဲကျမကိုယ်တိုင်လည်းအဲ့လိုပဲဆုံးဖြတ်ချက်ချရဲပြီးတော့မှလှုပ်တယ်လှုပ်တယ်ပြီးလို့ရှိရင်တော့လည်းအကြောင်းမျိုးမျိုးကြောင့်ပေါ့လေ။ပြန်ပြီးတော့မှအဲပြက်သွားတာရှိတယ်ဆို